။တကယ်ကျွန်တော်အားလုံးပဲမင်္ဂလာပါ။ Animus Anime ကနေတက်ကြည့်လိုက်ပါရစေ။ဒီနေ့လည်းစပိမဲ့ Anime ကတော့ Remake ကစီစဉ်ကြည့်ရအပီဆို8ထိပဲဖြစ်ပါရစေ။ Super Kiro ရဲ့စားတော့နေကြကအဖုံးအီတူလည်း Sakura တို့လာပြီးခနဲ့ကတက်ကြွနေလို့ Sakura တို့ကိုချစ်သူတင်လိုက်တယ်။ Sou တို့လည်းပြန်နေတိတ်ပေးလိုက်တော့ပျော်သွားပြီးအသီးပန်းကိုချခိုင်းတော့အနောက်မှာသူသားဗအမွာတွေကလည်းဂုံစင်မှုစောက်နေလို့ Super Ki လည်းစစ်လီသွားတယ်။ Neri ကတော့ Super Ki ကအစားတော့နေရောအကနဲ့ပါအခန့်ပေးလို့ချစ်သူတင်နေ။ Super Ki လည်းသူကတော့ကပိုတန်စင်လို့ခေါ်ကြောင်းနဲ့ Internet ကနေအဲ့ကဗီဒီယိုတွေကိုကြည့်ရင်နဲ့ကြိုက်သွားလို့ကပြစ်လာလို့ပြောပြရတယ်။ကပိုအတွက်လည်းဘာမှနေချာကိုတောင်းပန်ခဲ့ရပြီမဲ့ဒီမှာကနေရတာကိုအရန်ကြိုက်ကြောင်းပြောပြရတယ်။ အဲ့မှာခန်စီရောက်လာပြီးဖောက်တော့နှစ်ယောက်သားပြန်ရင်ကြတော့တယ်ခုနကအမှုသမားတွေကိုဖက်စီယာတွေကကျုံးလိုက်တာဟုတ်လားလို့မေးတော့ခန်စီလက်ဒီချတဲ့လေးတွေကအကုန်လုံးသွားတာလို့ပြန်ပြောတယ်ဆက်ပြီးသူတို့ရဲ့လောက်ကဒီခိုင်ဆဲလန်တဲမှာရမ်းမဖြစ်အောင်နဲ့မင်းကလေးတွေကိုကောက်ကွက်ဆောက်ချောက်ပေးရတာမို့လို့ရူဖူအီချီစာလို့ခေါ်ကြောင်းပြပြတယ်စူပါကီလည်းငါတို့နဲ့သူတို့ကတတ်သိမ့်မကွာဘူးလို့ပြောတော့အန်အောသွားကြတယ်ဖိုရင်းကကြတော့အချိန်တိုအတွင်းမှာအဖွဲကိုစက်တီဆောက်ခဲ့တာဖြစ်ပြီးသူတို့ကတော့အပေါ်ရန်လောက်ပဲလုပ်ရတာလို့ပြောပြတယ်အဲ့မှာနှစ်ယောက်သားထချပြန်တယ်ခဏအကြာမှရှိစုကလည်းတချင်းနဲ့တီးစောဖြစ်ပြလိုက်တာအကုန်လုံးလည်းတချင်းထဲမှာစီမျောခန်းစားလိုက်ရင်းနဲ့ ဝိုင်းအားပေးလိုက်ကြတယ်။ဆူပါကီလည်းဆူကိုင်းတန်ရီကိုတွေးလို့မေးတာကိုဆာကူရာတို့ကတိတ်ဆိတ်နေပြီးရှီဇူကာကတော့ချော်လဲလာလို့ပြန်ပြောလိုက်တယ်။ဆာကူရာတို့ဆိုင်ထဲဝင်မလာခင်ခနေကခန်ချီလည်းရှင်ပြစ်ခဲ့တဲ့ကိစ္စကိုဆူပါကီမင်းရင်လုံးဝမပြောဘူးမှားထားခဲ့တယ်။ဖိုရင်းတွေကလည်းဒီလန်နဲ့ကကိစ္စတွေမှာဝင်မပါစေချင်ဘူးလို့ပြောလိုက်တယ်။ယုတ်တဲ့သူတို့လန်ထဲမှာလူတွေများကြီးလာတောင်းကျမ်းနေကြကြောင်းနဲ့ခုနကခေါင်တွေမှာပါကြောင်းပြောတော့အောင်းနေကြတယ်။ခန်ချီလည်းဆူပါကီတို့ကိုရှီဇူကာနဲ့အတူနေဖို့ပြောပြီးဆာကူရာတို့ကိုခေါ်ပြီးပေါ့ကျုံနေ။အဲရောက်တော့ရိုဘိုအချီစာအဖွဲတွေလည်းရှယ်ဒီနေကြကရှီဇူကာကိုထုတ်ပေးဖို့ပြောတော့ခန်ချီလည်းပြေးကျုံတော့တယ်။ တကောင်မီတကောင်ကိုရှက်တီးလိုက်လို့စူအိုတောင်ကျူသွားခဲ့တယ်။ဆာကူရာနဲ့ဥမမီယာရဲ့အော်ရာကိုခန်ချီစီကနေခန်းစားလိုက်ရတယ်။ခန်ချီကြိတ်ခံရခါနီးမှာဆာကူရာကကယ်လိုက်ကနှစ်ယောက်သားပေါင်းကျုံတော့တယ်။စူအိုတို့လည်းပေါင်းချနေကမီယိုရှိလည်းနယ်ရီကိုစိတ်ပူနေလို့စူအိုကတော့စိတ်ပူစရာမလိုကြောင်းနဲ့သူ့ရဲ့ဆန္ဒကအားလုံးထက်တမချင်းနေတာလို့ပြောပြလိုက်တယ်။နယ်ရီလည်းသူတို့ဖွဲ့ကလူနေပြီးမဲ့အသာစီးရနေလို့နိုင်တော့မယ်လို့ထင်နေတော့နောက်ထပ်တအုပ်ကြီးကြောက်ချလာတယ်။ ဆူဆူရီလည်းပတ်စံနေတိမ်ပြီးအခင်စားကြမယ်မင်းတို့ရဖူအီချီစာတွေကလှုပ်လှကြည်လားအဲ့ဒါမင်းတို့ဝတ်ထားတဲ့ဝတ်ဆောင်ကြောင့်ထင်နေငါတို့လည်းဆန်ဝစ်ကြီးတင်နေမင်းတို့ကဘာလို့ပို့လာတာလဲငါတို့က gravel အဖွဲလေဆူနာပါရက်ကွက်ကပေါ့ဟာအဲ့ဒီကောင်တွေကတကယ်ကျမ်းတာအဲ့ဒီရက်ကွက်ကဆင်းရဲကြလို့ဒူးစရိုက်တွေမကောင်းမှုတွေကိုလုပ်ကြတယ်အဲ့ဒီကအဖွဲဝင်တွေကို gravel လို့ခေါ်ကြတယ်ခုနကကောင်တွေကိုပတ်စံသိမ်းခိုင်းပြီးငါတို့တွေကခင်စားကြမလို့လေနောက်ပြီးရှီဆူကာကိုငေါင်းနဲ့ထည့်ပေးလိုက် တခုရှိတာကငါတို့ကရန်ဖြစ်ပေါ်လာတာမဟုတ်ဘူးနော်မင်းတို့ကစက်ချဖို့လည်းပြင်ပန်းနေပြီဆိုတော့စော်လေးကငါတို့လက်ထက်ကိုထည့်ပြီးလိမ့်လိုက်တော့ဒီလောက်လူတွေအများကြီးကိုဘယ်လိုသွားချုံရမှာလဲမင်းတို့မားနေပြီဒီမျိုးကလူတွေလုံခြုံပြီးအစည်းပြောင်ရဖို့အတွက်ကငါတို့ရဲ့တာဝန်ပဲအဲ့ဒါကြောင့်မို့လို့ငါတို့ကနိုင်နာရှုံးတော့ကိုယူမဆိုင်ဘူးငါတို့ကဘာပဲဖြစ်ဖြစ်မျိုးနဲ့ရှိစုကအဆင်ပြေနေရင်ရပြီဟာဒီဘက်ကဘာလားဟာ မနိုင်မှာတော့တိုက်ရတာကအလကားပဲလေမနိုင်ဘဲနဲ့တိုက်ရမှာကိုတခါမှမတွေးခဲ့ဘူးဘူးသူတို့ကခောက်ခွဲဆက်ရှိလို့တိုက်ခိုက်နေတာသူတို့နှစ်ယောက်ကတပုံစံတည်းပဲငါတို့ဘာသာပဲသွားလိုက်တော့မယ်မင်းတို့ကဘယ်သူကပေးသွားနေလို့လဲမင်းတယောက်တည်းဆိုရင်ရောအရန်ချမ်းတဲ့သူတွေကရှီဇူကာကိုခောက်ခွဲပေးနေတယ်ပြောချင်တာကမင်းတို့ကချချင်နေပေါ့မင်းတို့ရဲ့ boss ကဒီမှာမရှိတော့မသိရင်ဂိမ်းဆော့နေရတယ်လို့ပဲအေးချမယ်မင်းတို့ကငါတို့ရဲ့အစိုးတော်ကိုပစ္စည်းလိုသတ်မှတ်နေရလားကိုဘွားကိုတွေးထားကြငါတို့လမ်းနဲ့လာခဲ့တဲ့ကောင်တွေကိုနောင်တရအောင်လုပ်ပေးလိုက်မယ်ရိုဖိုအချီစာတွေရှက်တီးရအောင်ဂရာဖယ်တွေလည်းလမ်းနေကြတယ်အစုံနှိ ရှိပေးခဲ့ကြလို့တငငယ်ချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရစေ။